ပါရီစကန်ပညာလန်အပိုင်း၄ကိုဆက်လက်တင်ဆက်ပေးပါမယ်။ဆရာကြီးဥတာနွေဟာမြန်မာလူမျိုးမဟုတ်ပါဘူး။ကမ္ဘောဇာမှာရှမ်းမျိုးသားတူဦးဖြစ်တဲ့ဆိုပါတယ်။ညောင်လေးပင်ပစုံမျိုးရွာမှာကြီးပြင်းလာခဲ့သူပါ။သူ့ဖခင်မှာဥကလာဆိုပြီးဗမာနာမည်ရှိပေမဲ့အတိအကျစုံစမ်းရမှာစောကလာလို့ခေါ်ကြောင်းသိရပါလိမ့်။မိခင်ကတော်ညိုပါ။အဖေနှွေးကသူ့ဖူဟာဖိုးစင်သူမျိုးစောစင်ဖြစ်ကြောင်းပြောပါလိမ့်။ဗြိတိရှ်နယ်ချဲ့အစိုးရမြန်မာပြည်ကိုသိမ်းပိုက်ပြီး ရှမ်းပြည်ကိုဆက်လက်ပြီးတော့ထိန်းချုပ်ရမှာအဲ့ဒီမှာရှမ်းစော်ဘွားတွေနဲ့မျိုးချစ်တွေကအပြင်းထန်ခုခံတိုက်ခိုက်ကြပါလိမ့်လက်နက်အကူနဲ့အင်ပါယာထူထောင်တဲ့ဗြိတိရှအစိုးရက ရှမ်းမျိုးသားတွေကိုပြည်ရဲ့မျိုးစင်ကနှိမ်နင်းခဲ့ပြီးအဖေနှွေးရဲ့ဖခင်စော်ကလာနဲ့မိသားစုဆွေမျိုးတွေကိုမြမပြည်ညောင်လေးပင်ဒေသကိုနှဲနှင်လိုက်တာပဲဖြစ်ပါလိမ့်အဖေနှွေးရဲ့ဖခင်ဟာစိတ်မလျှော့ပဲကလပ်ဖြူတွေတနေ့လက်နက်ကိုလက်နက်ချင်းပြန်တိုက်ပြီး သားသမီးတွေကိုကိုခံတိုင်းဗန်ဒူပညာတွေသင်ကြားတက်မြောက်စေအောင်သာမကဒါဗီတို့ပြီးစေဝါတွေထိုးနှံပေးပါလေ။ဒါကြောင့်ပဇွန်မြောင်းဒေတာတဝိုက်မှာအဖေနွဲ့ကိုကာလာသားတွေကဝိုင်းစရာတင်ကြပါလေ။အဖေနွဲ့ဟာခေါင်းဆောင်ပြီးသားတဲ့စိတ်ရှိသလိုငယ်သားတွေပေါ်မှာတီးခန့်ဆောင်းရှောက်တယ်လို့မကဒါလန်တနက်အကုန်ပြီးစီးတာကြောင့်ဖြစ်ပါလေ။ဒီလိုမျိုးမိမိအားကြိုက်ရာပစိန်နဲ့ပေါက်နိုင်တယ်ကြိုက်ရာဓာတ်နဲ့ခုန်နိုင်တယ်တခါလို့ရင်ငွေ၅ချက်ပေးရမယ် တခုခုကြောင့်မိမိဒဏ်ရသည်ဖြစ်စေတေဆုံးသည်ဖြစ်စေကိုယ်တိုင်တာဝန်ယူကြောင်းစာချုပ်လက်မှတ်ရေးထိုးပြီးပစိအပေါက်ခံရပါလေလက်တွေ့ဆန်းသက်လို့တဲ့ကာလာသားတွေကပစိနဲ့ဖိခါစီကတအားပုတ်ကြပါလေအဖေနှွဲ့ဟာမဖြုံမယိုင်နဲ့တူးတစ်စက်တော့မထွက်ပဲမပေါ့မပြဲပဲပစိချံကိုခံနိုင်လို့ကာလာသားတွေကဆရာတင်ကြပါလေရက်ွက်ထဲမှာအမြင်မတော်မျက်စိရှုံအောင်တရက်တစ်ပါးက မွေးကြီးအောက်ကအာနာအောက်ကိုပြီးစောကားပေါ်ကလုံရင်လည်းအဖေနှဲ့ဟာလုံးဝလက်မနေပါဘူးညာချိန်ချောင်းမြောင်းရနေတာမဟုတ်ပဲ နေခင်းမှာပဲလူမြင်သူမြင်စိတ်ခေါ်ပွဲတောင်းပြီးရှင်းပြိုင်တာဖြစ်ပါလိမ့်မောင်သားနှွေးရဲ့လက်တံပြောင်းတဲ့င်းဟာအဖေရှင်နဲ့တွေ့တဲ့အချိန်ထိအိမ်တော်ရသားကြတဲ့အချိန်ထိကြီးထွားလာသလိုအဖေနှွေးရဲ့ပါရမီဖြည့်ဖက်ဒေါ်လာပူကလည်းအဖေနှွေးကိုချစ်ကြောက်ယူသေးပါလိမ့်ဒီနေ့ဥသာနှွေးရှိရာ ုတ်တွင်းမျိုးမိုးကောင်းဖျားပတ်စီကိုဗလာကောင်းကောင်းအယက်မြင့်မြင့်တုတ်ခိုင်တဲ့ကိုခန္ဓာရှိတဲ့အယူလိုလိုလူတယောက်ဟာဒုတ်ကြီးတစ်ချောင်းနဲ့အင်ကြီးတစ်ထုပ်ကိုရှူထမ်းပြီးဝင်လာပါလေဒီပုဂ္ဂိုလ်ဟာဆူးချတင်းမာတဲ့မျက်လုံးတွေနဲ့တစုံတစ်ယောက်ကိုရှာဖွေလျက်ရှိပါလေသူ့ဝတ်စပုံစားပုံကတမျိုးထင်စရာအယူပုံတဲ့အရှင်းသားပေါ်ပါလေတိုက်ပုံအင်ကြီးအဖြူတစ်ဖက်အကြတစ်ဖက်ဆက်ပြီးချုပ်ထားသလိုခြေမှာလည်းခြေညက်ဖက်နဲ့တစ်ဖက်ခုံဖက်နဲ့တစ်ဖက်စီထားပါလေ အဖေနွဲ့ကလည်းဒီထူးဆန်းတဲ့လူကြီးရှေ့မှာရောက်တဲ့ချိန်မှာဒီလူကြီးဟာအဖေနွဲ့မျက်လုံးကိုတစ်ချက်ဆက်ကြည့်ပြီးအမေမင်းကိုခုမှငါတွေ့ရတလားလို့မန်လိုက်ပါလေအဖေနွဲ့ဘလို့ဖြစ်သွားတယ်မသိရက်နေရမှာပစစ်တုပ်ခြံပြီးတော့ဖြစ်သွားပါလေလူကြီးကပြောပါလေမင်းကိုရှာတာငါတိတ်ပင်ပန်းနေတယ်ပြောပြောဆိုဆိုကိုတာနွဲ့ရဲ့မျက်နှာကိုခြေနဲ့ဖြတ်ခရက်ကန်လိုက်ပါလေကိုတာနွဲ့ဟာနောက်ကိုပလက်လန်ကျသွားပါလေ စက္ကမန်တွေမှာပဲကိုသာနှွေရဲ့အုံနောက်ထဲမှာအတိစိတ်တခန့်တည်းရပေါ်ထွက်လာပါလေဒီလိုခြေနဲ့ရဲဆက်ဆက်ကန်ချလိုက်တဲ့ပုံကိုဒေါသဖြစ်ရမယ်စားဘဝအတန်တရာအဆက်ဆက်ကကျေးဇူးရှင်ဆရာသမားအဖြစ်ပျောက်ွယ်တဲ့မိဘအဖြစ်ချက်ချင်းတည်ရပြီးအလုံးယိုသေးစွာနဲ့လက်အုပ်ချီမိုကတော်လိုက်ပါလေအယူလိုလိုပုံကိုကြီးဟာမန္တလေးမှာဆင်းလာခဲ့တဲ့လေးကျိုးကန်အဖေရှင်သမဟုတ်မန္တလေးတခြားမှာကိုဝင်ကိုထံကိုလန်းကိုသွားဆိုတဲ့ဆောင်ပုဂ္ဂိုလ်ဆိုရင်တာသနာပြုတဲ့ဆရာကြီးပါ ဆရာကြီးဟာဥဒနွေရဲ့မျက်နှာကိုတစ်ချက်ဆက်ကြည့်ရင်မင်းကိုမင်းသိထင်ကြီးနေတယ်ပေါ့တဲ့မင်းဝမ်းနဲ့ပိုက်တယ်ကဟာတယ်ကမင်းကိုငရဲပြီပုံမာလေးတဲ့အနှုတ်ဆုပ်ကုတ်ဆုပ်ရာလေးတဲ့ငါရှိမှအခုအန်လိုက်စမ်းကြာတယ်လို့မင်းပြပါလေကိုတန်ွဲ့ဟာသူ့ရဲ့ဖခင်ကိုတိုင်ချိန်ရာတိုင်းတွင်းပေးထားတဲ့ထိုးပေးထားတဲ့စက်တွေအင်းရိုက်လက်ဖွဲ့ကာယသိတိအင်းတွေဟာပါဇက်တဲ့ကအန်ချလာပါလေဒါတွေကို မနှမျောအနေနဲ့ဒီထက်အစာပေါင်းများစွာတန်ဖိုးရှိတဲ့အဆောင်တွေအင်းနေပေးမယ်။မင်းလိုရတာတောင်းစားပါကွာစဉ်းစားပြီးမှတောင်းစားပါ။အပေကိုလားစီမယ်ဟာလေတော့မပါနဲ့တဲ့။ကြားရလားတဲ့။အဖေတို့ဟာလေးနက်နက်ဆင်လိုက်ပြီးတရဝါတွေကိုကဲတင်နိုင်ပြီးတော့ရှေးဆောင်လမ်းပြနိုင်တဲ့သာသနာပြုတောင်းဝန်နဲ့နိဗ္ဗာန်ကိုရောက်အောင်ကူးနိုင်တဲ့နည်းပေးပါတဲ့။အဲ့ဒီလိုပြောတော့အဖေရှင်ဟာအောင်မီအောင်မီလို့သုံးချင်ကြွကြပြီးလက်ပန်းပေါက်ခတ်လိုက်ပြီးတော့ ဒါဖြင့်ငါးလောက်ကို မင်းလိုက်ခဲ့ပြီးတော့အစင်းသစ်ဖြစ်လာပြီးတော့ဥဒါနွေဟာမစုံမဆိုင်ပဲချက်ချင်းလိုက်ခဲ့ပါမယ်ဆိုပါလေအဖေရှင်ဟာမူကုန်ဖျားအတွင်းဥဒါနွေဟာငါးပါးတီလာရှိရတိုင်ပေးပြီးသူ့ပတိကြီးကိုအတိတ်ထန်နဲ့စိတ်ခိုင်းပါတော့တယ်အဖေနဲ့ဟာပတိစိတ်ရင်နဲ့သူ့ဖခင်မှကြားခဲ့တဲ့စကားတွေဟာခေါင်းထဲဝင်လာပြန်ရောငါသားကိုတဲ့စော်ဘွားဆွေမျိုးတစ်တိုင်လိုကြက်တွေငှက်တွေလိုကျိုးနဲ့တော့ဖန်းစည်းတဲ့ပြည်သူရှာတွေကို တနေ့နေ့လက်စားချေပြန်ပြီးတက်ခတ်ရမယ်အဲ့ဒီစကားတွေကြားနေပါတယ်ဒါနဲ့ပဲစိတ်ကချီတုံချတုံနဲ့စိတ်လှုပ်ရှားလာပါတော့အဲ့မှာအဘရဲ့တန်ချာပါတယ်ဟေးလူကလေးတဲ့ယောက်ျားဆိုတာပေးပြီးတဲ့ဂရီစကားတီမပေါ့ကွာငါစကားနဲ့ခိုင်းစကြဟာမင်းဖေစကားထက်ခီးရောက်ပြီးတရားဝါးလေးကတင်နိုင်ဖို့သဒ္ဒနာပြုနိုင်ဖို့အဓိကဖြစ်နေတယ်မင်းဖေရဲ့စကားတွေပယ်လိုက်တော့တဲ့ငါပြောတာပဲအမြဲမှန်မကြခင်ငါစကားတွေ တန်ဖိုးရှိကြောင်းမင်းကိုတွေကြုံလာမယ်မင်းဘာသာသိတာမယ်အတိတ်ထန်သာဆက်လုပ်စမ်းဘာမဟုတ်တဲ့ကိစ္စတွေခေါင်းထဲကထုတ်လိုက်ငရဲကိုကြီးဆွဲခေါ်နေတဲ့စိတ်တွေလို့ပြောပါလိမ့်ချက်ချင်းပဲအဖေရှင်ကမနှောပိုင်သူပြီးပြီးကိုသာနဲ့ကိုအားပေးခေါ်ဆောင်လိုက်ပါလိမ့်သူတို့ဆရာတစ်ပည့်နှစ်ဦးဟာမန္တလေးကအထွတ်နာမည်ကြီးသလောက်အရောက်ပေါက်နေလာတယ်ရောက်ခဲလာတဲ့မဟာမြိုင်စခန်းကိုမဟိတ္တိကြီးများရဲ့စကားစီဝေးကိုကိုယ်တိုင်ကိုကြားတက်ရောက်ပါပါလိမ့် ထိုးကြတဲ့ပုံကိုယ်သုံးကိုတာဝန်နေတည်တည်ပေးရင်ဝင်ရဲ့ပုံကိုယ်ဖြစ်အဖေနဲ့ဟာမန္တလေးစိမ့်ပန်းရမှာရှိတဲ့အဖေကြီးဦးချမ်းလိုင်အောင်ရောက်ရှိပါတယ်။ဂေါ်ဝင်စိတ်စိမ့်ပန်းရကွန်ပုံစင်းဒီဝါဆိုကြောင်းတိုင်းနဲ့မနီမဝေးမှာရှိတဲ့ဆရာကြီးဦးချမ်းလိုင်ဟာဓမ္မဝိဇ္ဇာပြပြီးသာသနာပြုလျက်လာသမျှပရိသတ်တွေကိုတရားဓမ္မဟောကြားတယ်။ရှင်းလင်းပြောပြတယ်ဒီလိုနဲ့တရားနဲ့စီစော်တီးနေတာပေါ့။သူတို့စဉ်စဉ်ဆရာကြီးဦးချမ်းလိုင်ရဲ့အင်းရှိကပြင်းနဲ့အိပ်ပလက်တဝိုင်းမှာပစ္စည်းမျိုးစုံတွေ့နိုင်ပါလေ။ ရက်ကန်းစင်တွေရုပ်ကြီးတွေမြမမင်းခန့်မင်းနာတွေနှဲတွေစီတွေတင်းနှောင်းစလဲတွေအံ့အားသင့်စရာပါပြည့်ကျက်နေပါတယ်ဆရာကြီးဦးချမ်းလည်းရဲ့အတွင်းသဘောစိတ်ခံတည်ရင်ကိုမသိသူလူစင်းနေဖို့ဦးချမ်းလည်းလာပြီးတော့ဓမ္မဝိဇ္ဇာလုပ်ငန်းဆွနစ်သူတွေဖို့အချီချပြောဆိုပုံကို ကြားလိုက်ရမှာအထင်လွဲစရာနားရှက်စရာအတန်တွေပေါ်ထွက်နေပါလေဆရာကြီးဦးချမ်းလည်းဟာသူ့ရှိမှာ ပစိတူချတယူသည်သည်ထိုင်ကတော့အနေနဲ့ညိုရင်ချွတ်ချောနဲ့အသက်20ခန့်အမျိုးသမီးလေးကိုတစ်ချက်ကြည့်လိုက်ပြီးခေါင်းတစ်ချင်ချင်ကဟေ့တငယ်တဲ့မင်းပုံကမြုံနဲ့ကြိုက်ပြီးဟေ့လို့လှုပ်ခနဲ့ပြောပါလေတငယ်မလေးကမစုံမဆိုင်ပဲဆရာကြီးကိုလည်းကျမမြုံနဲ့ကြိုက်ပါတယ်လို့ခအေးပြောပါလေဆရာကြီးဥချမ်းလိုက်နဲ့ပါရမီဖြစ်လာမဲ့လုံမပြူတို့အတွင်းစကားပြောနေရပြောဆိုနေတာပါဆရာကြီးကခလေးမရဲ့စိတ်သက်ပါရမီနဲ့ဘဝဇတိကိုအတိညာမျက်စိနဲ့အစားဆုံးကြည့်ပြီးမှ ကလေးမကိုလုပ်ငန်းစဉ်မှာလက်ခံဖို့သဘောတူလိုက်ပါတယ်။ကလေးမဟာပါရမီရှိသူပြည်ပြည်ချက်ချင်းအဓိပ္ပာယ်ပေါ်ကဆရာကြီးပေးတဲ့လုပ်ငန်းစဉ်ကိုလက်ခံတဲ့အကြောင်းဝန်ခံလိုက်ပါတယ်။ရုပ်တရက်အဓိပ္ပာယ်မသိသူအတွင်းစကားပြောနေမသိသူအဖိုးအဖိုးကြီးနဲ့တငယ်မမဟုတ်မဟတ်အချစ်ဇလန်းစနေတယ်လို့ထင်မစရာဖြစ်ပါတယ်။ဦးချမ်းလိုက်ရှိမှမှာပစ်စစ်ဒူတုတ်ထံကကတော့နေတဲ့ဦးတာနယ်ကိုလည်းဦးချမ်းလိုက်ကကြည်ပြီး ချုပ်တပည့်ကြီးတဲ့လုပ်ငန်းတွေများပြားလာတယ်အင်မတန်မှလည်းတိခန့်စိတ်တွေခါရလိုက်မယ်ပါရမီလန်းဆိုတာရေရှည်လန်းပဲတဲ့ပါရမီဖြည့်တင်းရတဲ့ဖះလောင်းသူတော်ကောင်းတွေတွားရမယ်လန်းလို့မိပါလေကျုပ်သားကြီးတဲ့ခုချိန်ကစားပြီးဝတ်ထားတဲ့အဝတ်ဖြူတွေဆွတ်လိုက်တော့တာမန်လူတွေနဲ့ရောလို့ကောင်းတဲ့အဝတ်တစားတွေကျုပ်ကိုယ်တိုင်စင်ပေးမယ်တဲ့လူသူတော်ဝတ်စားဖြူဝတ်စုံကိုဝတ်ကြောင်ဝတ်စားနဲ့လဲလဲဆက်သားဝတ်ကြောင်လိုက်ပါလေဦးတာနွေဟာဆရာကြီးမိန့်တိုင်းမြေဝဲမကြနားထောင်ပဲလို့ကတိပေးလိုက်ပါလေ မကြမီအဖေကြီးဦးချမ်းလိုင်ကိုတိုင်ဇီးကျူကိုတွားအဝတ်အစားတစ်တွေဝယ်ဦးချမ်းလိုင်ရဲ့အိဆရာအတွင်းခန်းကိုဦးတာနွေကိုခေါ်သွားပြီးရှေ့မှန်နောက်မှန်ကြီးများအတွင်းမှာဦးတာနွေကိုနေရာချကအဝါနုရောင်ဗန်းပွင့်နဲ့ခေါင်းပေါင်းကို၎င်းရင်ဖုံးပိုးအင်ဂျီနဲ့အတွင်းကလက်ရှိအဖြူရောင်အင်ဂျီကြိုးကြီးချိတ်ပိုးလုံးကြီးတောင်းရှိတွေကိုတစ်ခုချင်းထုတ်ပြီးတော့ဆင်ပါလေဟော်ဒီလိုဝဲဟော်ဒီလိုဆွဲချစသဖြင့်တင်ကြားပြသပါတယ် 32ပုံမှာအလုတ်ဆိုတာတဲ့လူပြိသက်ထက်အများကြီးတည်းဝင်ပြီးတော့ဆောက်လို့ရမယ့်လုပ်ငန်းစဉ်ဖြစ်တော့တဲ့ကိုကတတိတခြားဝတ်ဖြူစင်ကြီးဝတ်နေရင်တိတ်မတင်တော့ဘူးတဲ့အဲ့ဒီတော့တဲ့အခုလိုဝတ်ကြောင်ကိုဝတ်ပြီးတော့တရားဟောချွတ်ဆုံးပါပြီပါရမီလန်ကိုခေါ်ပြီးတော့တဲ့မူလစိတ်ကိုမပ်စိတ်ဖိုးစင်နဲ့ပြုပြင်ပြီးလုပ်ကင်သွားတဲ့မင်းကောင်းကောင်းလုပ်တတ်ပါတယ်တဲ့ပါရမီဟာကြီးမားမြင့်မြတ်တယ်လို့ပြောပါတယ်ဆရာကြီးဦးချမ်းနိုင်ရဲ့ပါရမီဖြည့်ပဲဆရာကတော်ဟာလည်း ထမင်းစားချိန်မှာထမင်းပွဲကိုအိမ်ရှိအခန်းမှာခင်းကျင်းပြီးထမင်းပွဲပြင်ပြီးကြောင်းဥချမ်းနိုင်ကိုအကြောင်းကြားပါလိမ့်ချက်ချင်းဥချမ်းနိုင်ကထလာပြီးထမင်းပွဲစီကိုကြည့်လိုက်တော့ဟဲ့နေမိုက်ပါပြီဒီပုဂ္ဂိုလ်ဟာဘလို့ပုဂ္ဂိုလ်လဲမေးမိဘူးလားငါတပည့်ကိုကျွေးမွေးရမယ့်နေရာဒီနေရာမဟုတ်ဘူးဒီလိုအစင်နဲ့ကျွေးမွေးဖို့မဟုတ်ဘူးလို့ပြောပါလိမ့်ဆရာကတော်ကြီးကလည်းချက်ချင်းပဲထမင်းပွဲတွေကိုအမြဲဆုံးသိသိစီပြီးကိုန်တရာညက်ခံကြမှာရှေ့မဟုတ်ကိုအရင်သိဖြစ်ကြအောင်စဉ်းခံတော့ ဆရာတပည့်နှုတ်ဟာဦးချမ်းလိုင်ရဲ့အိမ်တွင်ပိုင်းရှိအထက်ပိုင်းအခန်းကြီးတစ်ခန်းရှိဆောင်းပြီးတော့ဦးသားနယ်ကိုခေါ်ပါတယ်ဦးသားနယ်ဟာအဲ့ဒီခန်းကြီးကြီးနဲ့ရောက်ရှိသွားစဉ်အံ့အားတင်သွားပါတယ်ပညာရှိသူပြီးအင်ဂျီဆေဘီဆရာကြီးမိန့်ကိုဆောင်းနေပါတယ်ဦးချမ်းလိုင်ကဦးသားနယ်ကိုဒီထွတ်မြက်နေရာသို့မဟုတ်လောကီသားတွေဖို့တချို့ကဦးထိုက်ကတော်ရမယ့်နေရာပေါ်ကိုတက်ရောက်နေရယူစီပြီးပွဲတော်အုပ်ကိုသူ့ကိုယ်တိုင်ပေးရကနနက်စာစားတော့စီပါတယ် နာသားဟာတဲ့ဘဝအဆက်ဆက်တွေကဒီလို ဖုံးကန်ကြီးမားတဲ့ဘဝနဲ့သာသနာပြုခဲ့ပြီးအဲ့ဒီလိုလှုပ်ခဲ့တဲ့အတွက်ကြောင့်ဒီဘဝလည်းဆက်လုတော်လို့ပြောပါလိမ့်။ဦးချမ်းလိုက်အင်ကိုရောက်လာတဲ့ဧည့်သည်တိုင်းဖို့ဆရာကြီးဟာလောကဓာတ်ပိုင်နေသူပြီးပြီးတွက်ချက်ပြီးကြာရတစရာတိုင်းဟင်းများထမင်းများကိုချက်ကျွေးပါလိမ့်။တခါတည်းကဝတ်သားနဲ့ဘဲတီရောနှောတဲ့ဟင်းချိုးပုပ်ကိုတွေကိုအချင်းဟင်းဘူးတိပြုတ်စသဖြင့်ဒီပုပ်ကိုတပည့်သားတွေရဲ့ကြာရတစရာတိုင်းကျွေးမွေးပါလိမ့်။ စင်းရဲချမ်းသာလိုက်ပြီးကျွေးတာမဟုတ်နေနံတက်အတိုင်းတွတ်ချက်ပြီးတော့ကြာရတက်စာကျွေးတာလည်းထူးခြားမှုပါပဲအဖေနှွေးလုပ်ငန်းစဉ်မှာနဝင်္ဂသီလကိုရပ်ပိုင်းလပိုင်းအတိုင်းတင်းတင်းကြပ်ကြပ်ဆောင်ထင်ရတို့30ပုံမြေတာပို့ရတယ်အားလုံးအားလုံးကိုမြေတာပို့ရပါလေတသက်လို့စာကမထန်ဘဝနာပွားများအမြဲတမ်းလေ့ကျင့်ရပါလေသီလသမားတွေပညာစခန်းဆိုတာအင်မတန်အိပ်ပယ်လေးနဲ့တည်းတီလာဆောက်တည်ခြင်းကျင့်သုံးခြင်းပြုနိုင်မှသာသမာဓိတရားရနိုင်တယ် တီလမဆောက်တီပဲနဲ့တမာတိရတယ်ဆိုတာလူကြီးစရာစကားတွေလို့အဖေကြီးဥချန်လိုက်အောင်ပြောပါလေ။နောက်ပြီးတော့လူငယ်ပိုင်းကအတော်လိုချင်တဲ့သိပ္ပိစကံကပညာရက်တွေလည်းရနိုင်တယ်တဲ့။လူချင်းစိတ်ရှိအောင်တခုတည်းနဲ့တော့မရဘူး။ကိုယ်တိုင်ကြင်ကြံအားထုတ်မှရမယ်လို့ဖြေကြပါလေ။ပထမဦးဆုံးအကူအညီရယူနိုင်အောင်တီလတမာတိစင်ကြအောင်လုပ်ဖို့လိုတယ်လို့ဆိုပါလေ။အရက်သေးစားတောက်စားတာအကျင့်ပြတာကာမေတုကံကျွလွန်တာဒီလိုလူမျိုးတွေဟာလည်းနမပြောနေတယ် ကိုစောင်းလက်တော်မှာသူတို့ကိုမကူဘူးစိတ်ချလို့ပြောပါလေဒါပေမဲ့အဲ့ဒီလူယုံမှာဒုသီလာမျိုးကို မိစ္ဆာတွေကတော့ဝန်းရံနေတဲ့အကျင့်ပုဂ္ဂိုလ်ဟာတဲ့စိတ်ဤစင်ကြယ်ခြင်းသီလဆုတ်တည်မှုရဲ့စင်ကြယ်ခြင်းနဲ့ပြည့်စုံမယ်ဆိုရင်တဲ့ရှေးဥစွာတဲ့သူကိုယ်သူကာကွယ်ဆောင်ရှောက်နိုင်မဲ့တကူသိကြီးအလိုလိုပေါ်နိုင်တယ်လို့အဖေကြီးဥချန်နိုင်ကရှင်းပြပါတယ်။နောက်ပြီးတော့အဖေကြီးဥချန်နိုင်ကဒုဓမ္မဝိဇ္ဇာတွေရဲ့ကျင့်စဉ်ဟာကိုပိုင်သမားတိတိဆောက်ခြင်းပဲတဲ့။ ငါတို့ဟာတဲ့ဘဝချွတ်တော်ကတန်တရားဆက်ဆက်စီးပူးအထုတ်တဲ့ပါရမီတမာတိတွေဒူးနဲ့တင်နဲ့ကြီးထွားလာပြီးရီမီဒီယာကိုတော်ကြီးပွင့်တဲ့အခါမှာတဲ့ဗျာဒိတ်ပန်စင်မြန်းသူတွေကဗျာဒိတ်တွေရကြတယ်တဲ့ဖះရှင်ရဲ့ပြိသက်ဖြစ်စုပန်သူပုဂ္ဂိုလ်တွေဟာတဲ့ဖះရှင်နဲ့တူနိဗ္ဗာန်တောင်းခံကိုလိုက်ပါကြားလိုက်မယ်လို့မိန့်ပါတယ်။ဒါအပြင် လောကီပညာရေးတွေနဲ့ပတ်သက်ပြီးတော့ပြောကြပြီးလောကုတ္တရာဏိဂုံးနဲ့ဖြေနှွှဲဟာချိုးသိမ်းလိုက်ရပါတော့လေပါရမီစကန်ပညာလန်အပိုင်းစကိုနောက်နေ့ဒီမှာဆက်လက်တင်ဆက်ပေးပါမယ်